အားလုံးပဲမြန်မာမျှဖော်မှာစတဲ့တင်ဆက်မှုကနေကြိုဆိုပါရစေကျွန်တော်အခုစွန်လီ30ပေါင်းရဲ့အကြောင်းအရာက Atletico Madrid အသင်းနဲ့ Barcelona အသင်းတို့ရဲ့ပွဲ La Liga Tigres အတွက်တော့အရေးကြီးတဲ့ပွဲတစ်ပွဲလို့ပြောရမယ်ရှေ့မှာ Real Madrid က Villarreal ကိုနိုင်ထားတယ်ရမှတ်60နဲ့အဆင်သင့်ဆောင်နေတယ်ဒီပွဲမှာဒီ Atletico Madrid အသင်းအတွက်အရေးကြီးသလို Barcelona အတွက်အရေးကြီးတဲ့ပွဲတစ်ပွဲလို့လည်းပြောလို့ရတယ်ဆိုတော့ဒီနေ့တည်းသိမ့်မကြသေးခင်ကပဲ Barcelona အသင်းရဲ့ကွင်းမှာကစားထားတယ်4-4 draw ကြထားတယ်အခုဒီပွဲကပြောစရာတော်တော်လေးများတယ်ဒီပွဲမှာဟိုထူးထူးခြားခြားပေါ့နော်ဟိုတေးချပွဲကလေဘယ်လိုပြောရမလဲကျွန်တော်တို့လည်းတေးချအယုံဆူဆိုင်ပြီးကြည်လေဟိုဖြစ်သွားတဲ့အရာတွေကထူးခြားပြီးတော့ပွဲကောင်းတစ်ပွဲရဲ့ဝိသေသနဲ့လည်းညီခဲ့ပါတယ်ဆိုတော့ဒီ Atletico Madrid အသင်းဟာဥဆောင်ကုန်တော့ပိုရတယ် Barcelona အသင်းကို မိနစ်80အထိတူနယ်အဟတ်နဲ့သူတို့အသာစီးယူထားတယ်လက်ကျန်မိနစ်20လောက်ပဲလိုတော့တယ်နောက်ကျန်အချိန်ကုန်တဲ့ပုံတော့မိနစ်20ကျော်ပေါ့အဲ့တော့အဲ့လောက်လိုတဲ့အချိန်အတွင်းမှာ နိုင်ပွဲကိုသာရခဲ့မယ်ဆိုရင်ပြီးတော့တို့မဟုတ်လဲအ ਨੇ ဆုံးတော့တေးပွဲတော့ရသင့်တယ်ဆိုတဲ့အနေထားဒါအလက်တီကိုမက်ဒရစ်ပိုင်ဆိုင်ခဲ့ပြီးတော့မထင်မှတ်ပဲနဲ့ဘာစလိုနာကအလက်တီကိုမက်ဒရစ်အသင်းကိုလေးခုပြန်သွင်းသွားတယ်ဆိုတော့ကျွန်တော်တို့ သွင်းဝိုးတွေကိုခွဲချမ်းစိတ်ဖြာကြည့်တဲ့အခါမှာဟိုကောင်းချင်းဆိုးချင်းတွေကိုလည်းပြောသွားမှာเนาะအနေကိုမာတီနက်စ်ပေါ့အထူးသဖြင့်အနေကိုမာတီနက်စ်ရဲ့ defensive display ဟာတော်တော်လေးအားနေခဲ့တယ်လို့ကျွန်တော်တို့ပထမဆုံးအချက်ဒါဒီပွဲမှာကျွန်တော်အဓိကပြောချင်တဲ့ချက်ကအနေကိုမာတီနက်စ်ဆိုတော့ဘာစလိုနာအသင်းရဲ့ခန့်စစ်ကြောင်းမှာခွန်ဒေအနေကိုမာတီနက်စ်ဒီကစားသမားတွေဟာဟိုအရွယ်ကောင်းတွေပေါ့ဒီဘယ်ဒီတို့ခဘာချီတို့ဒီကစားသမားတွေကဟိုလူငယ်ကစားသမားတွေ အဲ့မှာအနီကိုမာတီနက်စအလက်တီကိုမက်ဒရစ်အသင်းပေးလိုက်ရတဲ့နှစ်ဂိုးစလုံး highlight difference အနေနဲ့အထားမှာအာယုံဆူဆိုင်မှုညော့နေပြီးတော့ offside trap မှာကြံခဲ့ပြီးပေးလိုက်ရတာမျိုးကျွန်တော်တို့တွေ့ရတယ်နှစ်ဂိုးစလုံးကသူ့ကြောင့်ပေးလိုက်ရတာသူနဲ့ဘာမှမဆိုင်ဘူးဇုံကအဝေးသူနဲ့အဝေးမှာတိုက်ရပတ်သက်မှုမရှိပေမဲ့သူ့ရဲ့ခြေလမ်းတစ်လမ်းနှစ်လမ်းကပဲဒီသွင်းကိုနှစ်ဂိုးကိုအဆုံးဖြတ်ပြီးတော့လို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်ပထမကို ဒီပထမကူကဒီအဲ့ပထမကူမတိုင်ရင်ဘာစလိုနာကအက်တလတီကိုမက်ဒရစ်အသင်းရဲ့ tire lags ဒီပေါ့နော်မောပန်းနေတဲ့ခြေထောက်တွေကိုဘာစလိုနာအသင်းကောင်းကောင်းသုံးချပြီးတော့ဘာစလိုနာအသင်းကပို့ပြီးတော့ fluid ဖြစ်တဲ့ပုံစံကစားတာအရင်ချောမွေတယ်ပြီးတော့ပြည့်ပြည့်တယ်အခွင့်အရေးတွေချဖွင့်နိုင်တယ်ဒါပေမဲ့အက်တလတီကိုမက်ဒရစ်အသင်းကအပိုင်အခွင့်အရေးတော့မပေးရအောင်ကစားနိုင်တယ်ဆိုတော့ဒီအနေအထားကလည်းကျွန်တော်တို့မြင်နေရနေထားပါပဲအဲ့ဒီအနေအထားမှာဒီ အလက်တီကိုမက်ဒရစ်ကောင်တာအနေအထားကနေပြီးတော့ဒါကိုးစားရခဲ့ပေါ့နော်အဲ့တော့ဒီကောင်တာနေထားနေကိုးစားရတဲ့မှာကောင်တာဆိုတဲ့နေရာမှာလေဂိုးသမားဒီကန်တင်နဲ့ဘောလုံးဆိုတော့ oblack ကန်တင်နဲ့ဘောလုံးကိုဘောလုံးကလေထဲမှာမြောက်နေတယ်အဲ့ဒီလေထဲမှာမြောက်နေတဲ့ဘောလုံးကိုကောင်းချင်းရှင်ခုံကြမဲ့အချိန်မှာအလတ်ဖြစ်တဲ့ကစားသမားတွေကဒီဘောလုံးဟာကိုယ့်ဘက်အသင်းကိုကြရင်လည်းကြမကြလို့ကိုယ့်ဘက်ကိုလာရင်လည်း အန်လီဖြစ်တဲ့အနေအထားမျိုးဖြစ်သွားလို့ခွန်တေးကဒီခေါင်းခုန်တိုက်ဖို့အတွက်ဒီ second ball ကောက်ဖို့အတွက်တက်သွားတဲ့အချိန်မှာကဘာချီကလည်းလိုက်တက်တယ်။ဒီဒီဘယ်တွေကလည်းတက်တယ်။ကြံခဲ့တာကအန်နီကိုမာတီနက်စ်ကကြံခဲ့တယ်။အဲ့ဘောလုံးကအလက်တီကိုမက်ဒရစ်ခေါင်းဦးသွားပြီးတော့ Griezmann ခြေထဲကိုရောက်သွားတယ်။အဲ့တော့အဲ့ဒီ Griezmann ဟာအန်နီကိုမာတီနက်စ်တာ ကိုအသင်းဖော်ကြီးအကုန်လုံးဒီ collective walks ခေါ်တာပေါ့ offside trap တွေမှာအရင်အရေးကြီးတယ်။ အကောင်လုံးနားလည်မှုအပြည့်နဲ့တအိုးချင်းနားလည်မှုတရားတော်ကြည့်နေကြမလို့ဒီအချိန်မှာကစားသမား A ကစားသမား B ကစားသမား C ကိုတအိုးချင်းစီရဲ့အတွေ့အကြုံလိုက်တက်သွားတယ်။အနီကမာတီနက်စ်ကကြံခဲ့တယ်။အဲ့တော့ Griezmann ကလူမကျုံလူမကျုံတဲ့အချိန်မှာ Griezmann ထွက်သွားတယ်။ဆိုတော့ Barcelona အသင်းပထမပြေးလိုက်ရတဲ့ကိုမဟာဘောလုံးကိုဘက်ဇုံကိုရောက်လာပြီးတော့ပထမဆုံးထိကျန်တဲ့ကိုကိုဘောက်ဟာ guy 60လောက်ကွာတယ်။အဲ့ guy 60လောက်ကွာတဲ့အနေထားမှာအသေးအံပြန်ဆင်းပြေးရတယ်။အဲ့မှာ Griezmann ပြေးလိုက်ပြေးသွားတဲ့ဘောလုံး အရေးအသွေးပေါ့နော်ဒီ weight of path ဘောလုံးက calling ပုံစံလေး ਨੇ ဒီဘက်မှာဒီညာတောင်မန်ကနေပြီးတော့လိုက်လာတယ်ဒီ Giuliano Simeoni စီကိုရောက်တယ်ပြန်ချိုးပြီးတော့ Julian Alvarez ကန်သွားတယ်ကန်သွားလည်းတော်လီကောင်းတယ်ဆိုတော့တကိုးပြလိုက်ရတယ်အဲ့ဒါက44မိနစ်လောက်ဖြစ်မယ်နောက်ဒုတိယပိုင်းဆက်ကစားတယ်ဆက်ကစားတော့ Atletico Madrid အသင်းရဲ့ပုံစံလေးကို gain လိုချင်တဲ့ gain ပုံစံလေးကို Barcelona ကနည်းနည်းလေးနှိမ့်ညွတ်စပြုတ်နေ အဲ့နိမျောက်စပြုတ်နေတဲ့အချိန်မှာအလက်တီကိုမက်ဒရစ်ကစားရတာသူတို့အရန်ကောင်းနေပြီကစားရကောင်းနေဆိုတာခြေစွမ်းအရန်ကောင်းတာမဟုတ်သူတို့ကစားလို့ကောင်းတယ်သူတို့လုံးမဲ့အလုပ်ကိုသူတို့အေးအေးဆေးဆေးစီးစီးပိုင်ပိုင်အလုပ်လုပ်နိုင်တဲ့အချိန်မှာဒုတိယကိုထက်ရတယ်အဲ့ဒီဂိုးမှာလဲထုံးစံအတိုင်းပဲဒီအင်နီကိုမာတီနက်စ် highlight defense အနောက်မှာ guide 40လောက်ကျန်တယ်အဲ့ guide 40လောက်ကျန်တဲ့အနေအထားမျိုးအက်လက်တီကိုမက်ဒရစ်အသင်းဟာဒီဘယ်တောင်မှန်းကနေပြီးတော့ ဘယ်ညဘယ်ညဘယ်တောင်မှမှာဒီ Griezmann နဲ့ Conor Gallagher နဲ့1212တွဲပြီးတော့ Barcelona ကစားသမားဖေဘက်ချမ်းမှာကစားသမား၄ဦးရှိတယ်။ညာဘက်ချမ်းမှာအဲ Atletico Madrid ကအဓိကကစားသမား၃ဦးဆိုမြအဓိကအဓိကလောလောဆိုတာ၂ဦးတယ်။ဆိုတော့ Griezmann ကိုပေးတယ်။ပေးပြီးတော့ Griezmann ကအနောက်ပြန်ဆင်းပြီးတော့အဲ့ဘောလုံးကိုပုတ်ပေးတယ်။ပုတ်ပေးတဲ့အချိန်မှာ Conor Gallagher တက်သွားတယ်။အဲ့တက်သွားတဲ့အချိန်မှာလဲ Barcelona ဟာ offside trap အတွက်အဆင်သင့်ရှိတယ်အဲ့တော့အနောက်ကနေဘောလုံးကိုတင်ပြီးတော့ကိုယ့်အသင်းရဲ့ဒီဒီဘယ်လိုခေါ်မလဲ defense third zone နဲ့ middle third zone ဂျားလောက်ကနေပြီးတော့ corner galaxy ကိုတင်ပြီးတဲ့အချိန်မှာ enigo martinez ထပ်ပြီးတော့ကြံခဲ့တယ်နောက်ထပ်ခြေတလန်းနှစ်လမ်းပဲတလန်းလမ်းလိုက်ရင်တော့ညှိလောက်တယ်နှစ်လမ်းလမ်းလိုက်ပို့သေးကြတယ်အဲ့ဒီနေထားမှာသူတူတူရက်ထိထိကြံခဲ့တယ်အဲ့ဒီအချိန်မှာ pedri က pedri ကကစားသမားတွေအကုန်လုံးကိုခေါ်နေပြီ light တက် light တက်ဖို့ခေါ်နေပြီ ကျန်တဲ့ကစားသမားတွေအကုန်လုံးလဲဒီ battery ရဲ့ body language ကိုကြည့်ပြီးတက်သွားပြီ ਨੇ ကိုမာတီနက်စ်ကြံခဲ့တယ်ကြံခဲ့လို့ကိုပေးလိုက်ရတာဆိုတော့ ਨੇ ကိုမာတီနက်စ်ရဲ့ဒီပွဲပေါ် concentration ပြီးတော့ဒီ game အပေါ် awareness ကတော်တော်အားနည်းတယ်လို့တော့ကျွန်တော်မဖြစ်မနေပြောရမယ်အဲ့ဒီအနေထားကနေလို့ Barcelona ပြန်ရတဲ့ကိုအဲ့ဒီ Barcelona ပြန်ရတဲ့ကိုက Atletico Madrid အတင်းဂိုးသွင်းသွားတယ်2-0အဟပ်ဖြစ်သွားပြီအောင်ဝဲခံတယ်ပြီးတော့ center ပြန်တဲတယ် ့ပွဲပြန်စမယ်ပေါ့ restart position ပေါ့အဲ့ restart position ကနေပြီးတော့ဘောလုံးပေးပို့မှုအရေးအတွက်6ချိန်လောက်နဲ့ဂိုးရသွားတာဘာစလိုနာရဲ့ပထမဆုံးဂိုးပေးရအပြီးမှာဒီတဲကံဘောပြန်စတဲ့အချိန်ကနေပြီးတော့ပထမဆုံးဒါ first action ပဲအဲ့ဒီ action မှာဘောလုံးပေးပို့မှု6ချိန်လောက်နဲ့ဘာစလိုနာအသင်းဂိုးရသွားတာဆိုတော့ အဲ့ဒီမှာကျွန်တော်တို့ဘောလုံးရဲ့အမှားနဲ့အမှန်ကြားကမြင်းပပလေးကိုတွေ့ရတယ်။ဟိုဘေးဒီဘေးနဲ့အနီကမာတီနက်စီကိုဘောလုံးရောက်လာတဲ့အချိန်မှာသူဆွဲပြီးတော့ဘောလုံးကိုတက်သွားတယ်။တက်တော့တိုက်စစ်ဇုံအထိသူပါသွားတယ်။အဲ့ဒီနေရာကိုလူနဲ့ဘောလုံးနဲ့တွဲတက်မဲ့အစားဟန်စီဖလစ်က လူပေးလိုက်စီခြင်းလား။လူပေးလိုက်စီခြင်းတဲ့အတွက်အဲ့ဒီအနေထားမှာအနီကမာတီနက်စ်ကတက်သွားတဲ့အတွက်ဟန်စီဖလစ်ဟာအပြစ်မှာဒေါသပေါက်ဝဲနေပြီ။ ် endocarditis ကလည်းဘယ်ပေးလို့ပေးရမှမသိတဲ့အနေအထားလို့ပဲကျွန်တော်တို့ပြောရမယ်ဒီဒီလောက်တော့အချိန်လေးစိုးကြမှာစိုးမယ်ဒါပေမဲ့ကျွန်တော်အမြင်မှာသူ့တော့ပေးစရာအပေါက်ပိတ်တဲ့အချိန်မှာရွေးချယ်စရာမရှိတော့ပေါက်ဆဲကိုလှမ်းတင်ပြလိုက်တဲ့ပေါ်လုံးအဲ့တော့ကိုနီးပြတော့မှမကြိုက်တဲ့အနေအထားကို तू tactical discipline ကိုဖောက်ပြီးတော့အမှားကျူးလွန်ပြီးတော့ရောက်သွားပြီးတော့တင်ပြတဲ့ပေါ်လုံးကကိုးပြတ်သွားတယ်အဲ့တော့ပေါ်လုံးကအမှန်အမှားကနေအမှန်ဖြစ်သွားတယ်ဂျာမန်မြင်းကပပလီဆိုအဲ့ဒါပဲအဲ့ဒီပေါ်လုံးကို Lewandowski က ရင်ဘတ်ပေါ်တင်ပြီးတော့ကြာတာနဲ့ဘယ်နဲ့တန်းကန်တော့ကိုးသွားတယ်ဆိုတော့တကယ်လို့ဒါနောက်ထပ်10မိနစ်လောက်ပေါ့နော် game situation ကိုပုံစံကြောက်အောင်ပြန်ထိန်းလိုက်နိုင်ရင် Atletico Madrid ဒါပွဲပြီးတဲ့ဒီကိုးပေးချင်မှလည်းပေးရမယ်အဲ့တော့2-0ဖြစ်သွားတဲ့အတွက်ဒီပွဲကိုပြန်ဆတယ်အဲ့ပြန်ဆတဲ့ပထမဆုံး action ပါ Barcelona ကိုးရသွားတယ်ဒါက Barcelona ကိုလည်းချီးကျူးအောင်ပါလို့ Atletico Madrid အငိုင်းမိသွားတယ်ပေါ့အဲ့မှာကျွန်တော်ဒုတိယကိုးနဲ့တတိယကိုးပို့ပြီးချီးကျူးခြင်း တော့ဒီဘက်မှာဘာစလိုနာကကိုအတွင်းကို၄ကိုအတွင်းတယ်အဲ့၄ကိုအတွင်းတဲ့နေရာမှာ၃ကိုဟာ restart ဆော့ဆော့ပြောရဲ restart position ကနေပြီးတော့ကိုးရရသွားတာဒုတိယကိုလည်းဒီလိုပဲဒီလက်ပြပေါ်ကနေပြီးတော့စပြီးတော့ဘောလုံးပေးဖို့မှုတွေအများကြီးလုပ်တယ်ဘောလုံးပေးဖို့မှု12ကြိမ်ရှိတယ်အဲ့ဒီ12ကြိမ်ကနေနောက်ဆုံးမှ raffinia စီကိုရောက်တယ် ဲ့ Rafinha စီကနေပြီးတော့တင်လိုက်တဲ့ဘောလုံး Ferran Torres ကောင်းတိုက်သွားတယ် Rafinha ကတကယ်ကျွန်တော်ဘယ်လန်ဒေါ်အတွက်စဉ်းစားမယ်ကစားသမားဆိုတာပိုပြီးတော့တည်ရလာတယ်တရားဒီမှာ Barcelona ဟာ Champions League ရခဲ့ရင် Rafinha ရဲ့ League စွမ်းဆောင်ရည်အရာရောပြီးတော့ Champions League စွမ်းဆောင်ရည်ရောบาร์เซโลน่าจันตะเต็งลงมาตู่ฉ่อนี่ล่ะละเมนยามาแทกโปပြီးတော့အရေးပါတယ်ယမားကတော့တကယ်ကောင်းတဲ့ကစားသမားပါတကယ် generational talent လို့ပြောလို့ရတယ် တကယ် generation alike ဟိုတဘောတက်ကိတ်တင်နေရှင်ပြီးဆယ်စုနှစ်တခုလောက်မှာတခါပေါ်တတ်တဲ့ကစားသမားမျိုးပြောလို့ရရင်မယ်ကျွန်တော်ဒီရာသီတခုတည်းအနေနဲ့ကြည့်မယ်ဆိုတော့တကယ် prime ဟာတကယ် peak ကိုရောက်နေတာက Rafinha သူ့ရဲ့ဖြတ်တင်ပွဲရဲ့အရေးအသွေးကောင်းလွန်းလို့ Atletico Madrid အသင်းလုံးဝအငိုင်းပြီးသွားတယ်အဲ့မှာကျွန်တော်တို့ဒီ zone splitting ပေါ့နော်အဲ့ zone splitting ဆိုတာပြောဖို့လိုလား Barcelona ရသွားတဲ့ဆော့ဆော့ပြောတဲ့ပထမဘောဒုတိယဘောရောမှာ အလက်တီကိုမက်ဒရစ်အသင်းဟာပွဲချင်းအများစုမှာခန်းစစ်ကကစားသမား၄ယောက်နဲ့၅ယောက်ခန်းစစ်၅ယောက်ဆိုကွင်းလည်း၄ယောက်ခန်းစစ်၄ယောက်ဆိုကွင်းလည်း၅ယောက်ဆိုတော့ကစားသမား၉ယောက်ပေါ့အဲ့၉ယောက်မှာဟိုဘက်၅ယောက်ဒီဘက်၄ယောက်ဟိုဘက်၄ယောက်ဒီဘက်၅ယောက်ဆိုတဲ့အနေအထားမျိုးအများတန်းဟန်ချက်ကြီးတည်ရှိတယ်ဒါပေမဲ့ဘာစလိုနာအခုပြန်သွင်းသွားတယ်ကိုးနှစ်ကိုးမှာပထမကိုးမှာရောဒုတိယကိုးမှာပါဒီအလက်တီကိုမက်ဒရစ်အသင်းရဲ့ခန်းစစ်ဟာမထင်မှတ်ပဲနဲ့တချမ်းကိုရိုင်းရိုင်းသွားပြီးတော့ ကျန်တဲ့အပေါက်ဒီမှာလွတ်လွတ်သွားတော့တွေ့ရတယ်။ဒါကဘာစလိုနာဒီဇုံတစ်ခုကိုခွဲထွက်သွားပြီးတော့အလုပ်လုပ်သွားတဲ့ပုံစံပေါ့နော်။ဆိုတော့ဒါကြောင့်လည်းဘာစလိုနာဟိုအလက်တီကိုမက်ဒရစ်ခံစစ်ကိုဘာစလိုနာကောင်းကောင်းကစားနိုင်နေဆိုတော့ကျွန်တော်တို့မြင်ရတယ်။အလက်တီကိုမက်ဒရစ်အသင်းရဲ့ခံစစ်ကစားပုံပေါ်မှာသူတို့ကိုးရတဲ့ပွဲချင်းမဲ့ကိုးမရတဲ့ပွဲချင်းမဲ့ဒါပေမဲ့သူတို့ရဲ့ကစားပုံဟာအလက်တီကိုမက်ဒရစ်ကိုသူတို့ဂိုးတွေရဖို့အတွက်ဟိုကျွန်တော်တို့ယုံယုံကြည်ကြည် reliable ဖြစ်တယ်လို့ပြောလို့ရတယ်။အဲ့တော့ထားပါတော့အမှတူးတူးဖြစ်သွားပြီ။တတိယကို reset position မှာကျွန်တော်ဒီလိုပဲဒီ dragon ball or လက်ပြပေါ်တစ်ခုကနေစတယ်ဘလုံးပေးပို့မှုအချိန်20လောက်အပြီးမှာကန်ခွင့်ပေါ်လာတယ်အဲ့ကန်ခွင့်ကိုလမင်းရမောက်လမ်းကန်တယ် deflect ဖြစ်ပြီးတော့ down ကိုတွေကိုသွားဝင်တယ်အဲ့ဒါနာကျင်ချင်းပို့ထဲကိုစဝင်တဲ့အချိန်32ဆိုတော့အနိုင်ကနေအရှုံးဖြစ်သွားပြီအဲ့ဒါဒီကိုမက်ဒရစ်အတွက်ဘာစလိုနာအတွက်အရှုံးကနေအနိုင်ဖြစ်သွားပြီ၃ခုစလုံးဟာလေဒီ turnover ကရလာလိမ့်မဟုတ်ဘူး ဒီ open play ကရတာပေါ့လေ open play ကရတယ်လို့တော့ပြောလို့ရတယ်သို့တော့ turnover ကရတာမဟုတ်ဘူးပြီးတော့ဒီဘယ်လိုခေါ်မလဲဆိုတော့ position regaining လုပ်ပြီးတော့တော့၎င်းပြီးတော့ဒီ ball winning back အနေထားနဲ့ဆိုတော့၎င်းမဟုတ်ဘူးနဲ့ဒီပွဲပြန်အစပွဲပြန်အစဘောတွေအနေထားကနေပြီးတော့ဒီ in in game situation ဖြစ်သွားတယ်အဲ့ဒီ in plane အနေအထားမျိုးကနေပြီးတော့ကိုးရရသွားတာတတိယကိုလည်းဒီလိုပဲနောက်ဆုံးကိုးကတော့ ဒီဆိုဆိုဒီ Rafinha ရဲ့ anticipation ကိုပြောရမယ်လက်ပြပေါ်ပြီးတယ်နောက်ချင်းအချင်းပေါ်ရောက်နေ Atletico Madrid လည်းဒီ3-2နဲ့60ခွန်60ရှစ်လောက်ရောက်နေပြီရှုံးနေတဲ့အတွက်6ရောက်အတွက်လောနေတယ်ဆိုတော့အချင်းမှာအမှားသွားလို့လည်းမယ်လက်ပြပေါ်အဲ့လက်ပြပေါ်ကိုကိုပြီးမဲ့အချိန်မှာအဝေးမှာ Rafinha ကအနည်းဆုံး15ခိုင်လောက်ပေါ်မှာရှိတယ်မမြောက်ခင်ကတည်းကဒီကစားသမားကိုပြီးနိုင်နေဒီကစားသမားစီကတဆင့်ဒီ အက်လက်တီကိုမက်ဒရစ်တင်ဟာဘောလုံးဖြန့်ဝေနိုင်တယ်ဆိုတော့ तू တွေးမိတယ်တွေးမိတဲ့အတွက်လက်ပြပေါ်မြောက်ကိုရွယ်တဲ့ချိန်မှာ तू နှစ်လမ်းသုံးလမ်းစပြပြီးတကယ်လက်မြောက်လက်မြောက်ကိုအတင်းဝင်ပြီးတော့ press လုပ်တယ်လောက်တော့အဲ့ဘောလုံးက तू ခြေတော်လေးနဲ့ထိပြီးတော့ front torus ရောက်တယ် front torus ကကိုစီထိတ်တဲ့ဟိုဟိုတယောက်ကိုခောက်ကြော်ပြီးတော့ဝင်သွားပြီးတော့လှ area ထိတ်ကဒီလမ်းကင်ပို့သွားအဲ့လိုနဲ့ဖိုတိုဖြစ်သွားတယ်ဒီဘက်မှာ front torus ရဲ့သွင်းကိုနှစ်ကိုယ်စလုံးကောင်းတယ် rafinha ကိုဖန်တီးမှုနှစ်ကြိမ်ရတယ် lewandowski ရဲ့ခြေပါကိုကတော်တော်လေး အရေးပါခဲ့တယ်ဒီလိုနဲ့ဘာစလိုနာဟာဒီဘယ်လိုကောင်းလဲအရေးပါတဲ့အတလတီကိုမက်ဒရစ်အသင်းလိုခတ်ခဲတဲ့အသင်းရဲ့ကွင်းမှာအရေးပါတဲ့အဖို့တန်သုံးမှတ်ဖို့ရခဲ့တယ်ဆိုတော့လာလီဂါအမပေးချန်ပီယံဆုအတွက်ပို့ပြီးတော့အကျိန်းနဲ့ရှိလာတော့ဘာစလိုနာလည်းရမှတ်60ရမဒရစ်လည်းရမှတ်60အတလတီကိုမက်ဒရစ်ကတော့နည်းနည်းလေးကျန်ခဲ့တယ်ဒါပေမဲ့တိုင်တယ်ရေးစ်ကဘာမှပြောလို့မရသေးဘာမှဆိုဖြစ်သွားနိုင်သေးတယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဒီနေရာမှာကျွန်တော်ချီးကျူးချင်တာကဘာစလိုနာအသင်းရဲ့ကစားသမားတွေဟာ individual အရန်ကောင်းကြတယ် technically အာ technical ပိုင်းအရန်ကောင်းကြတယ်ဒါပေမဲ့သူတို့ဟာဟိုလိုအပ်လာတဲ့အချိန်တွေမှာလဲ collective works လဲတော်တော်လေးကောင်းကောင်းမွန်မွန်ကစားနိုင်တာတွေ့ရသလို Rafinha လို့လို့ကစားသမားမျိုးတွေဟာပွဲရဲ့အနေအထားကို game situation ကိုအချိန်မြေးပြောင်းလဲသွားနိုင်တယ်ဆိုတာလဲတွေ့ရတယ်ဟို Rafinha ကိုတကယ်ပြောရမယ့် Lewandowski ရဲ့ကိုလမင်း Jamal ရဲ့ကိုဒီကစားသမားတိုးချင်းပြီးတော့ Pedri Pedri ဆိုဟိုတော်တော်အဟောက်ကောင်းတယ်ဘာဆိုတော့ကစားသမား၉ယောက်ရှိတယ်ဗျာ ကွင်းလေကစားသမား9ယောက်အတန်းလိုက်အနောက်မှာလည်းခန်းစီ2ယောက်အဲ့ဒီ9ယောက်စလုံးဟာပြာကြီးပြာဖြစ်မနေဘူး chaos အနေထားဖြစ်မနေဘူးတကယ် set up ချထားတဲ့အနေထားအတင်းစွဲဝင်လေဒီသူ့အရှိမရှိနေတဲ့ကစားသမား3ယောက်လောက်အပါဝင်ပေါင်း9ယောက်အတန်းပေါ့ဒါပေမဲ့သူ့ central zone မှာ3ယောက်လောက်ရှိတယ်သူတို့ ਨੇ အနည်းဆုံးအထိကတ်သွားပြီးတော့ box ရဲ့ကိုထိုးပြီး Lewandowski ကန်တဲ့အလုံးထိုးပြီးလိုက်တယ်အဲ့တော့ သူ့အသေးကမဲ့ကစားသမားတွေကသူ့စီကဘောလုံး rally ဖြစ်သွားပြီဆိုတဲ့အချိန်ကျတော့သူ့အာယုံမဆိုင်တော့ဘူးနောက်ပြန်လှည့်ကြတယ်နောက်ပြန်လှည့်တဲ့အချိန်မှာအဲ့ဒီ Atletico Madrid ကိုယ်နဲ့ကစားသမားတွေနောက်ပြန်လှည့်ပြီးပြေးမဲ့အချိန်မှာအချိန်နဲ့ပြေးလာတဲ့ Patri ကဂိုးပေါက်ထိပ်ကိုရောက်သွားပြီ Lewandowski ပြေးမယ်ဆိုပြေးလို့ရတဲ့အနေထားရောက်သွားပြီဆိုတော့ဟိုကစားသမား9ယောက်လောက်ကို pass တစ်ချက် move တစ်ချက်နဲ့ဟိုဘောက်ဆဲတိရောက်သွားတာမျိုးတွေ Patri ကကျွန်တော်တို့အားရတွေ့ရတယ်တော်တော်လေးအခြေတူကိုကောင်းတယ်ဆိုတော့ထားပါတော့နောက်ဆုံးတော့ Barcelona အသင်းဟာ ဒီအဖို့တန်တဲ့အရေးပါတဲ့နိုင်ငံကိုရောက်သွားနိုင်ခဲ့တယ်